ုလာမဲ့2025ခုနှစ်တကူလာတဲ့မှာပဲဒါနှစ်တင်မှာစုမုံကောင်းမြစ်တာပူတာလို့ပါတယ်ကဘာသူကဘာသားများအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတောင်းကလာပါမြို့နယ်နဲ့မြို့နယ်သူမြို့နယ်သားများအားလုံးနှစ်တင်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။သွားလီယာလာလီယာ ဘေးရန်ခတ်သိမ်းကင်းပါစေဆင်းရဲခတ်သိမ်းကင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေလက်ရှိဖြစ်ပေါ်နေသောကာကြီးသုံးပါးမှလည်းကျော်လာနိုင်ပါစေဘာသာရေးသာသနာရေးကိုစရတဘူတူ၍တူရနိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်နိုင်ကြပါစေအကြသေးမီကာလအတွင်းကဖြစ်ပျက်ခဲ့တဲ့ငလင်ဘေးဒဏ်ကြောင့်ဒုက္ခမျိုးမျိုးခံစားနေရတဲ့ယဟန်တန်ကရှင်လူ ြည်သူအများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းဝေမေတ္တာပို့သပါတယ်။ဒါမဲ့အဲဒီနှစ်နှစ်တကူမှလည်းပဲအေးချမ်းစွာပျော်ရွှင်စွာနဲ့တရားဘာဝနာများကိုပွားများအားထုတ်နိုင်ကြပါစေလို့မေတ္တာပို့သပါတယ်။